အားသာဝါနာရှင်ညီကောင်မတော်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာဧပြီလ၁၂ရက်နေ့ရက်နောက်ဆုံးရအာဆီယံမနက်ခင်းသတင်း၄ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် ထမအောင်တင်တဲ့ပုဂ္ဂိုလ်တော့ခော့ဆိုင်ကဖော်ပြလာတဲ့အာဆင်နယ်ရဲ့ခံစားကစားသမားတဦးနဲ့ပဲစတင်လိုက်ရအောင်ဆာလီဘာသတင်းမဟုတ်ဘူးဆိုရင်တော့ဂေဗီယယ်မဂါရီသတင်းပဲဒီချိန်မှာရှိတော့တယ်အဲ့တော့လက်ရှိချိန်မှာအင်ဂျူရီရနေခဲ့တဲ့ဂေဗီယယ်မဂါရီကိုခော့ဆိုင်ကဖော်ပြထားကြရဆိုရင်ဆော်ဒီကလပ်နှစ်သင်းဖြစ်တဲ့အနာစာနဲ့ အဲအတီဟက်အတင်းတို့ကစိတ်ဝင်စားပြီးအနီးကပ်စောင့်ကြည့်မှုတွေလုပ်နေပါတယ်။အာဆင်နယ်တို့ကတော့မဖြစ်မနေအနေထားရစယူတတမတိုးနိုင်လို့ဒီစားမောက်ရောင်းချရမယ်ဆိုလို့ရှိရင်ယူရိုတန်းတရာအနည်းဆုံးတောင်းဆိုသွားဖို့ရှိလို့တစ်ဖက်ကလည်း sorry club ဒီနှစ်သင်းစလုံးကတူညီတဲ့အရာတစ်ခုရှိတယ်။အဲ့ဒါဒီစားမောက်ခေါ်ယူဖြစ်ခဲ့လို့ရှိရင်အဲ့ဒီစားမောက်တပတ်လောက်ခါလာစားပေါင်၄သိန်းအထိပေးချေသွားဖို့အစီအစဉ်ရှိတယ်။ဒါဒီလက်ရှိအာဆင်နယ်မှာရနေတဲ့တပတ်ပေါင်၃သိန်းထက်ဆိုရင် နောက်ထပ်၃ဆ ပမာဏလောက်ဖြစ်တဲ့အနေထားပေါ့လေအဲ့တော့ဒီအနေထားဒီ GBM ကာကြီးအတွက်ဆိုလို့ရှိရင်တော့တကယ်မမောလောက်ဖွဲ့လောက်ခရစာဆွဲဆောင်မှုပဲဒါပေမဲ့တခုရှိတာကအာဆင်နယ်အနေနဲ့ဒီပရီးမီယာလိဒ်ကိုအဆင့်မြင့်ပြိုင်ပွဲတစ်ခုမှာဒီကစားမကို နောက်ထပ်လောက်ခရတာခမများလေးနဲ့မလုံးပေးပြီးဆွဲဆောင်မယ်ဆိုရင်တော့2029အထိကျမဲ့စာချုပ်ကတက်တန်းထက်ထူနိုင်ရရှိရဲနောက်တစ်ချက်ကဆာလီဘာနဲ့ထပ်မံပြီးကာလာရှိတွဲဆော့မယ်နေထားနဲ့နီးပြမိခေးအိုင်တိုင်းလောက်မှပွဲထွက်ခွင့်တနေရဒါတွေအားလုံးကဒီဘရာဇီးလ်တောက်ကိုဆွဲဆောင်နိုင်တဲ့အချက်ပေါ့လေဒီကစားသမားတော့ transfer market မှာ EU 85တန်တန်ကြီးရှိရဲအာဆီလုံးလိုချင်တဲ့ EU တန်တရာဆိုတာကတော့ဈေးကွက်တန်ကြီးနဲ့တိတ်မတိမ်မြင်ပဲတခုရှိတာကလက်ရှိချိန်မှာအသက်28နှစ်နောင်ကျရင်အသက်28နှစ်ဖြစ်မဲ့ကစားသမားနဲ့ပတ်သက်ပြီးအာဆီလုံးကတက်တန်းတို့ကိုဦးစားပေးလုပ်နေပေမဲ့တက်တန်း မတိုးနိုင်တော့ရောင်းချဖို့ကိုတစ်ဖက်ကနေစဉ်းစားလာတယ်။အဲ့ဒီအတွက်ဒီဘရာဇီးသားအတွက်အနည်းဆုံးယူရိုတန်းတရာလိုချင်တယ်ဆိုပြီးတော့ခေါ်ဆိုင်ကတော့ဖော်ပြထားပါတယ်။2020တုန်းကယူရို26တန်းနဲ့ Lineley အသင်းစီယံနေ invest လုပ်ခဲ့တဲ့ဒီကစားမှာတော့လက်ရှိချိန်မှာဈေးကွက်ထက်မှာယူရို85တန်းတန်ကြီးရှိနေပြီးတော့အာဆင်နယ်တို့ကလောက်ခစားတိုးမြင့်ပြီးတော့တက်တန်းရှည်ချုပ်သွားဖို့အတွက်လည်း entry part ပါဝင်အသင်းတော်ရှိသူတွေကစူးစမ်းနေကြပါတယ်။ဒီယာတီမှာတော့တကောက်ကျော်တန်းအကြောင်းနားနေကြရပြီမဲ့သူက 42ပွဲတောင်ကစားပြီးခဲ့ပြီးပြီအဲ့ဒီမှာငါးဂိုးသွင်းတလုံးဖိုင်ထားတဲ့အဝါကက်6ကတ်နဲ့မနစ်ကဆိုလို့ရှိရင်လည်းအသင်းအတွက်36ပွဲမှာ၄ဂိုးသွင်းနဲ့8တနစ်က3ဂိုးသွင်းတယ် 2021-22ဘောလုံးရာသီမှာတော့9ကိုးသွင်းပြီးတော့ရောက်ခါစားနှစ်မှာတော့2ကိုးသွင်းတယ်။အဲ့တော့ဒီစင်တာဘက်ကစားသမားဒီနှစ်တိုင်းအာဆင်နယ်အသင်းအတွက်ခိုင်စစ်မှာစိုးရိမ်မဲ့သွင်းကိုးဦးတွေအများနဲ့ပေါဝင်ပတ်သက်နေအောင်ကြည်ကျင်းအဖြစ်သူ့ကိုခေါ်ချင်တဲ့အသင်းတွေလက်ရှိချိန်မှာအများကြီးရှိကြတော့မဆန်းဘူးပေါ့လေ။ဟိုတနည်းကတော့မှတွေးလိုက်ပါသေးတယ်။ချန်ပီယံလိရီယယ်မက်ဒရစ်အသင်းနဲ့ပွဲစဉ်မှာပွဲကြီးစဉ်တက်ခါနေအာရပါရအောင်ပွဲခံနေပြီးတော့ သူကြည့်ရတာတော့ဒါဒန်အချင်းတို့ကြောင့်ဝင်ကစားဝင်ရပြီမဲ့ဒီလိုပွဲကြီးပွဲကောင်းမှာကစားသမားတွေကတော့ဝင်ကစားခြင်းပါပဲအဲ့တော့အများဆုံးပြန်လာနိုင်ပါစီလို့ကျွန်တော်ဆန္ဒပြတော့မှာဗောလေရောစတော့သူ့ရဲ့ဒန်ရနေထားကြောင်းဒီကစားသမားတီရာတီကုန်တီအသင်းရဲ့ပွဲစဉ်တွေမှာပါဝင်နိုင်မှာတော့မဟုတ်ဘူးအဲ့တော့ဒီကာလာအပိုင်းချက်မှာအာဆင်အသင်းတာဝန်ရှိသူတွေဒီကစားသမားကိုစာချုပ်တက်တန်တူးနိုင်မလားကျွန်တော်စောင့်ကြည့်သွားမှာပါဆော်ရီကရက်တွေပေးတဲ့တပတ်လောက်ခါသာယူပေါင်၄သိန်းဆိုတာကလည်း ဒါတုံတုံဘရာဇီးသားအတွက်ဆိုလို့ရှိရင်တော့တကယ့်ကိုမှကောင်းမွန်တဲ့ကလန့်မှုဖြစ်ရှိနေပါတယ်ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ဖေဗီဆိုရိုမာနိုဖော်ပြထားပါဘို့လေဒါကဗစ်တာယောဂရက်နဲ့ပတ်သက်ပြီးဖော်ပြထားပါလက်ရှိအချိန်မှာအာဆင်နဲ့တိုက်စစ်မှုသတင်းငါးပုတ်ထွက်လို့ရှိရင်လေးပုတ်လောက်ကဗစ်တာယောဂရက်နဲ့အာဆင်နဲ့အဲ့လောက်ထိုံနှီးစပ်မှုရှိနေပါဖေဗီဆိုရိုမာနိုရဲ့ဖော်ပြထားကြရဆိုရင်တော့ဗစ်တာယောဂရက်က နွေရာသီမှာ Sporting Lisbon အသင်းကနေချင်းသေးထောက်ခွာမှာပါ Sporting တို့ကတော့ Euro 65တန်းနဲ့ Euro တန်း80ကြားကိုအလိုရှိနေတယ်ပေါင်အားဖြင့်ဆိုရင်တန်း60ပတ်ချလေးပေါ့လေ Andre Barda ကတော့ဒီကစားမကိုအရန်သဘောကြတာအမားခံပြီးတက်လို့တောင်ပြောလို့ရတယ်ဒီကိုမှရှိတဲ့ဟူကကြံခဲ့တဲ့နွေရာသီတဲကခေါ်ဖို့အတွက်စောင့်ကြည့်မှုတွေလုပ်နေခဲ့ရအခုအာဆင်နယ်ရောက်လာတဲ့တောင်မှဒီကစားမကိုအသင်းအတွက်ခေါ်ပေးခြင်းစဲရှိသေးပဲဆိုပြီးတော့နီးစပ်ရတဲ့တင်းတွေကပေါ်ပြထားဆိုပြီးတော့ဖေဖီဆိုရိုမာနိုကပေါ်ပြထားတယ်ဗောလေစာချုပ်ဖြစ်တဲ့ကြီးကတော့ ပေါင်း86တန်းရှိရယ်ဒီယာတီမာတော့82ရက်အနိုင်ဥထားပြီးတော့ဒီကစားသမားကတော့တကယ်ကိုမှတက်တည်အများကြီးပြတ်ထားတဲ့တိုက်စစ်ကစားသမားကောင်းမော်လေဘလိုပြောပါပီတာယောဂရက်ရောက်လာမယ်ဆိုလဲကျွန်တော်တို့ကြိုဆိုရမှာပဲအသက်က26နှစ်ဆူဒန်သားဆိုပေမဲ့လက်ရှိ D class D quality D ဈေးတန်းထဲမှာဆိုရင်တော့ဥရောပတစ်ခွင်မှာဆိုကျွန်တော်တိုက်စစ်မှုအများကြီးသွားပြီးဈေးများနေလို့ ဈေးညီနေလို့မရတော့ဘူး။ဘာကြောင့်လဲဆိုတော့ e-set ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ရနှစ်ဆပေးရမယ်။အဲ့ဒီရမတိမ်မြင်းကိုငွေရတဲ့ subscribe ကိုကျွန်တော်တို့ပေးရဖို့ရှိတယ်။ပြီးတော့အဲ့ဒီမတိမ်မြင်းပဲအခြားတက်တိမပြတဲ့ကစားသမားတွေအများကြီးရှိရယ်။နောက်ဆုံးဒီ intermittent တိုက်စစ်မှုဆိုလို့ရှိရင်တော့မှဈေးက တန်းတရာကျော်ထိပေးရမယ့်အနေအထားမှာပေါင်အားဖြစ်ဆိုလို့ရှိရင်တန်း60လောက်ပဲကြမယ့်ကစားသမားအာဆင်နယ်ကိုခေါ်လိုက်တာကလည်းအရှုံးမရှိဘူးတခုရှိတာကအင်္ဂလိပ်ကစားဟင်းနဲ့တစ်ချိန်လုံးကတက်တည်ပြခဲ့မှုတဲ့ပီတာယော့ဂရက်ကိုတော့ရောက်လိုက်တော့အတိုင်းအတာတစ်ခုထိအသားကျမယ်လို့တော့ကျွန်တော်ကတော့ထင်ထားပါတယ်ဒီရာသီ43ဝက်မှာ44ကိုသွင်းပြီးတော့ရှစ်လုံးဖိုင်တာတယ်လောက်ခလာဆက်ကလည်းယူရို9000ကျော်အာဆင်နယ်ရောက်လို့ရှိရင်ယူရို3000ဒါမှမဟုတ်ပေါင်နဲ့တွက်ပြီးပေးမယ်ဆိုရင်တော့မှ တသိန်းကျော်လောက်ထိအာဆင်နယ်ကဒီလိုတက်စီမှုမျိုးကပ်ပြီးပြလို့ရတဲ့အနေအထားရှိရယ်ဒါကြောင့်မလို့လက်ရှိဖေဘီဆူရိုမာနိုပြောသွားကြရဆိုရင်တော့ဒီစားမားနှွေးမာကျင်းတွေထွက်မယ်အာဆင်နယ်ကအနည်းဆက်ဆုံးဖြစ်နေပြီးတော့အာဆင်နယ်ရဲ့အားစားထိုင်တဲ့အန်တီပါတာကဒီကစားသမားရဲ့အမာဂန်ဖန်မှာဆိုတဲ့အနေအထားကြအခြားတက်စီမှုတွေဆိုင်တော့ပစ်တာယောဂရက်အာဆင်နယ်ကိုရောက်လာဖို့တော်တော်လေးနှီးစက်နေပါပြီတတိယမြောက်သတင်းဘုတ်ကတော့ Arsenal Fantastic News ကဖော်ပြထားပါဘို့လေအဲ့ဒါတော့ မနေ့ကစပြီးတော့ Ricardo Calafiori တယောက် trainee ပြန်ပြီးဆင်းနေတယ်လို့ကြားသိရပါတယ်။ဝမ်းသာဖို့ကောင်းတာက senior ကစားသမားကြီးနဲ့အသင်းကြီး fully trainee ပြန်ပြီးဆင်းနိုင်တာပါ။ဒဏ်ရာကစားသမားကြီးပြန်လာတဲ့ခါကျရင် individual trainee တို့ပြီးတော့ကြန့်ခိုင်ရေးနီးပြနဲ့တယောက်ထက်ဆင်းရတဲ့ trainee တို့မဟုတ်ဘဲနဲ့မြက်ခင်းစိမ့်တွေပေါ်မှာအသင်းလိုက် trainee ပြန်ပြီးလုံနိုင်တယ်ဆိုတဲ့သတင်းကတော်တော်လေးကိုမှဒါဝမ်းသာစရာကောင်းတဲ့သတင်းပေါ့လေ။ဒီကစားသမားကတော့ခံစစ်ပိုင်းမှာတချို့အားနည်းချက်လေးရှေ့ဆိုမဲ့သူပါလာလို့ရှိရင်အသင်းရဲ့တိုက်စစ်ပိုင်းကတော်တော်လေးလမ်းကြောင်းပွင့်သွားတယ်။သူကိုယ်တိုင်လည်းသွင်းဖို့ ဖန်တီးဖို့အရန်အားသက်နဲ့အီတလီသားလို့ပြောလို့ရပါဘောလေအဲ့တော့သူကတော့မတ်လ27နေ့ကအီတလီ1 2ဂျာမနီပွဲစဉ်မှာအင်ဂျူရီရခဲ့တယ်အဲ့ဒီအင်ဂျူရီကြောင့်ပဲ ျွန်တော်စမ်းသက်ရင်ဒံရဆေးကူရင်းနဲ့လက်ရှိအချိန်မှာပြန်ပြီးအသင်းနဲ့ပြန်ပြီးပူးပေါင်းလာနိုင်ခဲ့တာအဲဆို22နှစ်ရဲ့အီတလီသားတော့လက်ရှိအချိန်မှာအီတလီကလပ်ဂျူပင်တက်အသင်းကအဓိကစောင့်ကြည့်မှုလုံးတယ်ဆိုတချို့ report ထွက်တယ်ဒါပေမဲ့သတင်းဌာနခိုင်းမှအရင်မရှိသေးတဲ့အတွက်ဒါမှမဖော်ပြပြသေးတာသူတို့ကတော့ဒီကစားသမားကိုလာမယ့်နေရာဒီမှာအသင်းမှကန့်လန့်မှုတချို့လုံသွားမယ်လို့လည်းကြားသိရတယ်အဲဆိုအာရီတာတာဒီကစားသမားကိုသိပြီးစိတ်တိုင်းမကြဘူးဆိုလို့ရှိရင်တော့ပြန်ပြီးရောင်းထုတ်နိုင်ချင်ရှိရဲ့ဒါပေမဲ့ဒီကစားသမားရဲ့တိုက်ကလည်း ဒါ injury prone ဖြစ်နေရလည်းမဟုတ်ဘူးဗျအရင်ကဒူးတဲ့ရံပြပြန်နာတတ်တဲ့အကျင့်လေးရှိကြလို့ရင်တော်တော်များအခြေအနေမှာတော့သူပိုင်ရင်အားကျိုးမတတ်အင်္ဂလိပ်ကစားရံတစ်ခုအောက်မှာအသားကျောက်ဖို့ကြိုးစားနေတာတွေ့ရတယ်ဗောလေအဲ့တော့ဒီကစားမတော့ဒဏ်ရာ၅ချိန်တရားဒီမှာရထားတယ်ဒူးနဲ့ပတ်သက်ပြီး၃ချိန်ခြေတလုံး၃ချိန်ကြွက်သားဒဏ်ရာ၃ချိန်ရထားပါတယ်26ခုပဲတရားဒီမှာကစားထားသည်မဲ့၃ကိုသွင်းပြီးနှလုံးဖိုင်ထားတဲ့ခံစစ်ကစားမတူဖြစ်ရှိနေပါတယ်အဲ့ဆိုတော့ဒီကစားမတော့ဒီနေ့ည ဘရန်ဖို့အသင်းရဲ့ပွဲစဉ်မှာထည့်ပြီးသုံးသွားမလားရီယယ်မက်ဒရစ်ပွဲစဉ်ကတော့မှပဲမီနီချိုထည့်သုံးသွားမလားကျွန်တော်ကျွန်တော်စောင့်ကြည့်သွားမှာပါတရားတစ်ခုတော့ထိုင်ရားနေပြန်လာတဲ့ကစားသမားတူဦးဖြစ်သလို လူးဝစ်ကယ်လီကလည်းခြေစွမ်းပြနေတာဖြစ်တဲ့အတွက်ဇင်ချန်ကိုလည်းရှိရဖြစ်တဲ့အတွက်ဒီစားမောက်တော့အာရီတာတို့အလို့တကြီးထုတ်သုံးမယ်လို့တော့ကျွန်တော်ကမထင်ပါဘူးဒီစီဇန်လေးကိုဒီကဝန်ကြီးပောင်းပြီးတဲ့ရှူဘောလုံး online အကြီးုံလည်းကျေးဇူးတင်ပါတယ်အမဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်တို့ကို6 0 1 6 6 3 9 3 6တက်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရောက်နေမှာဖြစ်လို့ငွေပုံငွေချန်ရှိမှဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလုံးဝမလောက်တဲ့ဆိုတော့ YouTube မှာကိုထုပပေါ်ရှူရိုက်ချပြီးကျွန်တော်အားပေးလို့ရပါတယ် Ivet ခုရှိကို Sport 99 9လုံးမိတူကိုစော်ကစားလို့ရနေပါပြီခင်ဗျာကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့အာဆီနဲ့အတွင်းသတင်း၃ပုဒ်ကို တပုတ်တည်းဖြစ်တွဲပြီးဖော်ပြပြီးတော့ပါမယ်ပထမဆုံး breaking news သတင်းတစ်ပုဒ်ကတော့ champion league quarter final ပထမအကြော့ပွဲစဉ်တွေပြီးသွားတဲ့အချိန်မှာအကောင်းဆုံးကစားသမားလို့ပြောလို့ရတဲ့ player of the week ကိုတော့ declan right ကရရှိသွားပါတယ်ဒါကအဲ့ပထမအကြော့ quarter final ပွဲစဉ်တွေအားလုံးထဲမှာတယောက်ထဲသောရွေးတဲ့အကောင်းဆုံး player ပေါ့လေ declan right ကတော့တကယ့်ကိုပျော်မြောက်လာတဲ့မော်ဝင် free kick နှလုံးနဲ့အတူဒီစုကိုရရှိသွားပါတယ်နောက်သတင်းတစ်ပုဒ်ကတော့ဒီနွေရာဒီမှာ ဒါအာရှတိုက်ကစင်ကာပူနိုင်ငံကိုအာဆင်နယ်ကယာတီဂျိုခြေစမ်းခီးစဉ်လာရောက်ပြီးတော့ကစားမှာပါဇူလိုင်လ23ရက်နေ့မှာ AC မီလန်ဇူလိုင်လ28ရက်နေ့မှာနယူကာဆင်နဲ့ကစားမှာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်နှစ်ပွဲလုံးကိုလူ9500ဆန့်အမျိုးသားအားစားခွင့်မှာရှင်ပြိုင်ကစားသွားမယ်သူတို့ရဲ့ဒေတာစံတော်ချိန်ည9:00ခွဲလို့ကြားသိရပါတယ်အဲ့တော့စင်ကူမှာရှိတဲ့မြန်မာပြည်အတွက်ဆိုလို့ရှိရင်တော့အာဆင်နယ် player တွေကိုအနီးကပ်တွေ့ရမယ်အခွင့်အရေးတစ်ခုပေါ့လေကဲဒီသတင်းနဲ့အပြိုင်မဲ့နောက်ထပ်သတင်းတစ်ပုဒ်ကတော့ Arsenal အမျိုးသမီးအသင်းရဲ့ပက်ကင်ချီလို့ပြောလို့ရတဲ့နီးပြတဲ့ Rene Selanger ကတော့ Women Super League ရဲ့တလတ်တာအကောင်းဆုံး manager ဆုကို ရရှိသွားပါတယ်တကယ့်ကိုမှဒီ မက်စလာအတွက်အကောင်းဆုံးဆွမ်းဆောင်ရည်တွေပြခဲ့တာဗောလေခံပတ်နိုင်ပွဲရည်နဲ့ဟောကိုပြက်နိုင်ပွဲရည်နဲ့ဗောအဲ့ဆိုမက်လာတွေမှာသူတို့ကန်ခဲ့တာကတော့ဝဆန်းကို၄ကို၃ကိုနဲ့နိုင်တယ်လက်ပါဖူးကိုအုံကိုနဲ့ FA ကမှာရှုံးပြီးထွက်ခဲ့ရတယ်အေဗာတန်ကို1 3နဲ့နိုင်တယ်လက်ပါဖူးကိုဝူမန်စူပါလိမှာပြန်တွေ့တဲ့အခါ၄ကိုပြက်နိုင်တယ်ရီယဲကို2ကိုနဲ့ပထမအကြော့စပိန်ပြည်မှာရှုံးခဲ့မြဲကိုင်ကွင်မှာ3စီးနဲ့ခံပတ်ပြန်ပြီးစီးဖိုင်နယ်ကိုတက်သွားခဲ့တယ်ချန်ပီယံလိမှာဗောလေနောက်ခရစ်စတယ်ပဲလေးကိုနောက်ဆုံးတွေ့ဆုံမှာ၄ချိန်၄ကိုအထိသွင်း ားခဲ့ပေါ့လေဒါနောက်ဆုံး Women Super League ပွဲစဉ်မှာဆိုရင်တော့လေးခုပြက်နဲ့ Crystal Palace ကိုနိုင်ထားခဲ့ပေါ့လေအဲ့တော့16ရက်နေ့မှာတော့ Leicester နဲ့ကံမဲအဲ့ဒါပြည့်စကွင်းနေကြလို့ရှိရင်တော့အင်ကွင်းမှာ Lyon အသင်းကို Champion League စီးရင်ဖိုင်တဲ့ဖြစ်အခန့်ကစားမှာပါအမျိုးသမီး Champion League မှာဆိုလို့ရှိရင်အစင်လာရမ်းကြီးမှလည်း Lyon နဲ့တွေ့ဆုံတာဖြစ်တဲ့အတွက်သူ့ကိုကြော်နိုင်လို့ရှိရင်တော့ Bolivia မှာတစ်ဖက်ကတက်လာမဲ့ Barcelona Chelsea တသင်းသင်းနဲ့ရေဆိုင်တွေ့ရမှာပါအဲ့တော့ဒီမှာ ။နောက်ဆုံးပိတ်လေးတစ်ခုနေရာပြောချင်တာကတော့အာဆင်နယ်မျိုးသမီးအသင်းကအာဆင်နယ်မျိုးသားအသင်းကရီယယ်ဘက်ဒ်နဲ့ရင်ဆိုင်ခဲ့ရပြီမဲ့လည်းအကောင်းဆုံး performance တွေကိုပြုလုပ်နိုင်ခဲ့ပါတယ်။အမျိုးသားအသင်းကတော့ quarter final ဒုတိယအကြော့စပိန်ကြီးမှာသွားပြီးကြံရမှာဆိုပေမဲ့ပြသလာတဲ့ပထမအကြော့၃ခုပြက်ရလက်ကြောင်းအခွင့်အရေးတွေအများကြီးရရှိထားလို့ထင်ပါတယ်။အဆုံးထိကြည့်ပြတဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။